နစ်ပြန်လာတာမိုးချုပ်တယ်နော်ကိုယ်တငယ်ချင်းတယောက်ကိုညစာလိုက်ချွေးနေလို့ချွေးရဲ့ယောက်ျားလေးလားမင်းကလေးလားချွေးထူးချွေးပုံဆိုတော့ကသူတို့ကတကယ်အရန်ချစ်ကြရဲ့လင်မယားလေးနော်အခုလက်ရှိတောင်တော့လင်မယားမှုမဟုတ်သမီးစားမှုပဲရှိသေးတာဒီခါကျစိတ်ပူတာပေါ့နော်အော်ငါနဲ့ကြကမစရီမိပါမလားဟိုဘက်ကကြတာလင်မယားနှစ်ယောက်ဖြစ်တဲ့တရားမို့သူတို့ကအော်တိုမက်တစ်ကမစရီကမိပြီးသားပေါ့နော်စိတ်များပြတ်နေပြီလားခတ်တာပဲချွေးရဲ့ ဟိုကျူလုံးညနောက်တူစီးဝါရှာအပဲသူလည်းမကလေးမဟုတ်ဘူးဟိုပေါ့နော်ဟိုဘလို့ခေါ့မလဲမျိုးသမီးကမိခင်ဖြစ်သွားတာပေါ့တတိလေးဆိုပေမဲ့လည်းတခါလေးမှအဲ့လိုပေါ့နော်ကြီးမားတဲ့အမားယွင်းတွေကိုဖြစ်ပြတ်သွားနိုင်တယ်ဆိုတော့ဒါလေးလည်းပါတာပေါ့ဟုတ်လားတဲ့နေလေးအကြီးမကြီးလို့ပါကျွေးနောက်မှပဲခံရတယ်ကိုကျွေးဒီကတော့အိမ်တော်တခုမှာအိမ်တော်ဦးစီးကအမားလုပ်ပြီဆိုရင်တေချာဖို့ခံရတာကဟိုမိမတော့ထားလိုက်တာသမီးရပို့ဆိုးတယ်ရှင်ဒီကားထဲမှာလည်းအဲ့ဒါပြတယ်

အိုက်ဇက်ကိုဖတ်တဲ့ချိန်မှာကသူကဒီအာစီးရီးမှာအဲ့လိုလောင်တဲ့ကားတွေရမ်းပေါ့နော်အဲ့လိုရမ်းလောင်တဲ့ကားတွေတအားများဒါပေမဲ့အဲ့ဟာကိုဖတ်တော့အဓိကဒီလိုမျိုးသွားနေကြလိုမျိုးပြင်းပြင်းလောင်တာမဟုတ်ဘူးသူကမြိုက်ပြီးလောင်တာတမိမိနဲ့ဖွဲမိလို့ပဲပေါ့နော်ဟိုဟိုကိုဝုံနိုင်ကျဲဟာခုံခွန်ဟာဝုံဝုံအော်ကြီးကျဲ ဲ့လိုမဟုတ်ဖဲနဲ့သူကအဲ့လိုပေါ့နော်မြင့်မြင့်လေးနဲ့လောင်းတာပြီးတော့သူရဲ့ပလော်လေးတွေဖတ်တိုင်းမှာတဘာဝနဲ့အနည်းကျဆုံးဖြစ်တယ်ဟို over ကြီးတွေအလွန်အကျွန်ကြီးတွေမဟုတ်ဖဲနဲ့လူတိုင်းပေါ့နော်အိမ်တော်ခုတိုင်းမှာပေါ့နော်ဟိုအများစုပေါ့ဖြစ်ဖြစ်ဖြစ်ကြရှိတဲ့အဲ့လိုပေါ့နော်အိမ်တော်ကြီးဖောက်ပြန်မှုအများစုမှာဖြစ်တဲ့ပလော်လေးတွေအတိုင်းပဲဖြစ်တယ်ဆိုတဲ့အခါရဲ့ပြီးတော့သူ့ဇက်ကိုဖတ်တဲ့အခါကျတော့လေဟိုယူတင်ငန်းသာယူစရာတွေပါတယ်ဟုတ်ကဲ့ခွဲခြားမသိနိုင်တော့ညံပြင်းလောပါတယ် တွေလျှောက်ပြောနေတာလဲကျွေရလဲကျွေရမညံ့ပါဘူးကျွန်တော်မှကျွေဆက်ကောင်သုံးခုလောက်ရှိမှထင်တယ်နော်ခေါက်ထီးလေးမလုံးလုံးလဲကျွေရှိတယ်နောက်ကြားထဲမှာကျွေတကျွေရှိသေးတယ်ကျွန်တော်နည်း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 မေ့နေလို့ကျွေရှိသေးတယ်ပြီးတဲ့ခါကျဒီဆောင်ရွက်ကျွေပေါ့နော်ဆိုကျွန်တော်မှကျွေကြရတာကျွန်တော်သုံးခုလောက်ဖြစ်နေတော့ကျွေလို့ခေါ်ခိုင်းရရင်ကိုကိုကိုတော်မှအော်ဒီနာမည်ကငါနာမည်လေးလို့တော့ကိုကိုကိုလေးအသားကျနေရပါတော့နော်ကျွေဆိုတော့ ညမယ်နဲ့အကျိုးပေးတဲ့အိမ်ရဲ့သူပေါ့အဲအဲ့လိုပြောလို့ရအောင်ပေါ့နော်အဲ့ဒါတည်းဂျားထဲမှာကြွေတကြွေရှိသေးတယ်ကျွန်တော်နည်းနည်းလေးလွတ်နေလို့ဟုတ်တယ်ဒါတွေအမှန်လက်ရှိမှာလေအဲ့ဒါတွေကမလုံးတင်ဘူးအော်နော်ဘာလို့ဆိုတော့အာခုနတချို့ရှိပါဟာလေမြန်းနှစ်ယောက်တူတူစီးပွားရှာပဲမဟုတ်မဟုတ်ဘူးယောက်ျားဆိုတဲ့မျိုးကအချော့ကြိုက်တယ်ဂယုဆိုင်တာလိုချင်တယ်အဲ့ဒါသူလိုချင်တာကိုဒီခုနဆောက်ရွက်ချက်မပေးဘူးဖြစ်နေတာပေါ့နော်ဆိုတော့ပြောချင်တာကတော့ဟုတ်တယ် ဟုတ်တယ်အဲ့ဒါကိုပေါ့နော်ပြောချင်တာတော့ဟိုအိမ်တောင်ချင်းမျိုးသမီးတွေပေါ့နော်ခုနကလိုပေါ့လင်မြတ်နောက်တူတူစီးဝါရှာပဲသူလည်းမကလည်းမဟုတ်ဘူးဟိုပေါ့နော်ဟိုဘယ်လိုခေါ့မလဲ မျိုးသမီးကမိခင်ဖြစ်သွားတာပေါ့နော်အိမ်တော်ခုမှာသူကသူ့မျိုးသားလည်းအဲ့လိုချွဲကျင်တဲ့ခါရှိမယ်ဂရုစိုက်လိုကျင်တဲ့ခါရှိတယ်ဆိုတော့အဲ့လိုမျိုးတွေမှာလည်းအိမ်တော်ရှင်မျိုးသမီးတွေဘက်ကအဲ့လိုပေါ့နော်လစ်ဟာသွားတာလေးတွေလစ်လူရှူလိုက်မိတာလေးတွေကအဲတိတိလေးဆိုပေမဲ့လည်းတခါလေးမှာအဲ့လိုပေါ့နော်ကြီးမားတဲ့အမှားယွင်းတွေကိုဖြစ်ပျက်သွားနိုင်တယ်ဆိုတော့ဒါလေးလည်းပါတာပေါ့နော်ဟိုပြောကျင်တဲ့အဓိပ္ပာယ်ရတာဟုတ်ကဲ့ရှင်ကိုယ်တငယ်ချင်းတယောက်ကိုညစာလိုက်ချွေးနေလို့ချွေးရဲ့အဲ့တငယ်ချင်းကယောက်ျားလေးလားမိန်းကလေးလားပေါ့ ။ယောက်ျားလေးကိုကြွေရတယ်။ညာအာရွှေထူးရွှေပုံဆိုတော့ကတို့ကတကယ်အရန်ချစ်ကြရဲ့လင်မယားလေးနော်အခုလက်ရှိတောင်ဆိုလင်မယားမှုမဟုတ်တမိစားမှုပဲရှိသေးတာအခုချိန်ကြီးသူကအိမ်တော်သတ္တလာကြာလာတာဆိုတော့ပြောချင်တာကမက်စထရီတအားမိတယ်လေနော်တို့တို့ယောက်ကတကယ်ကိုလည်းအပြင်မှာတကယ်ချစ်ကြတဲ့အတွဲဆိုတဲ့အခါကျတော့ကိုကြတော့မရကြီးနေရနေရခါကျဘာဖြစ်လဲဆိုတော့အော်ပေါ့နော်ဟိုရှေ့မှာလည်းကိုအဲ့လိုရုပ်ရှင်ကားရဲ့အဲ့လိုလင်မယားနဲ့ရောက်ပါတဲ့ကားကြီးကိုကကြည့်ကြည့်ဘူးတော့ အဲ့လိုတွေကအရန် chemistry မိတာကြက်လားဟိုကတော့၃ယောက်ရဲ့ခဲ့ရင်တောင်မှပဲလင်မယား၂ယောက်ပါတဲ့ကမျိုးဆိုဘလို့ဇလိုင်းရဲ့အဲ့လင်မယားနောက်က chemistry မိမှုကလုံးဝထတာမဟုတ်ဘူးသူတို့ကငကိုတဲ့ဟော chemistry ကမိတာဒီကကြက်စိတ်ပူတာပေါ့နော်အော်ငါနဲ့ကြ chemistry မိပါမလားဟိုဘက်ကကြတာလင်မယား၂ယောက်ဖြစ်တဲ့တည်းကမို့သူတို့က automatic chemistry ကမိပြီးသားပေါ့နော်နောက်မှကိုရှေထူကတော်တော်အဆင်ပြေရဲ့သူတို့ဟိုဒီဇက်ကောင်မှသူဇန်ဝင်စားမှုအပြည့်ရှိတယ်ပြောချင်တာကလေသူအသက်အထက်သူပိုကြီးတဲ့ character ကိုလောက်ရတာဗျာတိလားသူ့အတွက်ကနင့်သူကကြီးရဆိုမှအမြင့်သူအသက်ထက်နည်းနည်းပဲပိုကြီးရတာ ကိုအဲ့ chemistry တူနေ chemistry မျိုးမှာကိုကကြံမနေခဲ့ဘူးလို့ကိုကကိုခံစားရပါတော့နော်ဆက်ကောင်ဘာလို့ဆိုကိုကခုမှလည်းသူကပြန်ကြည့်ရတာဟုတ်ကိုကြီးကိုကြီးကိုကြီး ဒီကြည့်တဲ့ပိတ်သက်တယောက် comment ရေးတာပေါ့နော်သူ comment ရေးတကယ်တော်တော်ကောင်းတာကျွန်တော်ဖတ်ကြည့်ကြော်လေဒီထဲမှာအကုန်လုံးကသနာစရာကောင်းနေတာပေါ့နော်ဒီဟိုဒီကောင်မလေးဆိုလဲကောင်မလေးဘက်ကကြည့်ရင်လုံးလေးဖြစ်တယ်သူမှအားကိုးရမရှိခိုးကိုးရမရှိဘူးဖြစ်တယ်ပေါ့နော်အဲသူအခက်ခဲသူရင်ဆိုင်မဲ့လဲဘလို့သူအဆင်မပြေဘူးနောက်ဆုံးဒီလူကိုသူအားအားကိုးမိတယ်ပေါ့ကိုခန့်ကိုဘက်ကကြည့်ရော်လေမိန်းမကသူလိုချင်တဲ့ဒီ view size မှုတွေကမပေးတဲ့ခါကျတော့ရောက်ကြတဲ့နဲ့စိတ်ရင်းရိုင်းမိတယ်မိန်းမဘက်ကကြည့်ရော်မှားလားဆိုမဲ့ကလည်းမမားပြန်အောင်သူဒီပေါ့နော်ဒီမိသားစုဒီဟာဖြစ်ဖို့အတွက်ပေါ့သူမှပို့ ဟိုခွန်အားပေါ့နော်ဟိုဘယ်လိုခေါ့မလဲအလုတ်ကိုဖိစီးပြီးလုံနေရတဲ့အချိန်မှာသူအချိန်မပေးနိုင်ဘူးဆိုတော့အကုန်လုံးကမနဲ့ငါတို့ကြည့်ရလို့ပဲလာပြီးမှားနေတာ မကောင်းတာကြီးပြောနော်လည်းမယူဘူးပေါ့နော်ကောင်းတာလေးပြောနော်ကိုယ့်အကူလေးစိတ်ထဲမှာသဘောလေးကြပြီးတိတ်နာတာပေါ့နော်အာမလှဘူးတို့ဆရာချက်ရှိပါလားနှခိုင်းရမလို့အဖက်နဲ့သွားကြီးဖြီးနေတယ်တို့အတိရမလားလှုပ်ယူထားတဲ့ item တော်တော်ခါချက်ရှိတယ်မအခါကြံကိုအားရတော့မယူဘူးပေါ့နော်ကြော်ပြီးဖက်လိုက်ပြီးတော့အဲလှတယ်ဒီကားမှာချစ်စရာလေးအဲခန္ဓာကိုယ်လေးကကြည့်လို့ကောင်းလိုက်တာတို့အဲ item လေးကဘလုံးလေးဖြစ်တယ်ဆိုတော့အားလေးကိုကယူပြီးကိုကိုကိုခွန်အားလေးပြန်မိုးရတာပေါ့ရှင်အဓိကတော့အိမ်တော်တစ်ခုမှာအိမ်တော်ဦးစီးကအမားလှုပ်ပြီးဆိုရင်တေချာဖို့ခံရတာကဟိုမိမတော့ထားလိုက် တားသမီးရပုံဆိုးတယ်ရှင်ဒီကားထဲမှာလည်းအဲ့ဒါပြတယ်တားသမီးတွေရဲ့စိတ်ဒဏ်ရာကျွန်တော်ထင်တယ်လောင်းနဲ့ကားတော်များအဲ့တားသမီးရှူတော့ကပါတာနည်းနည်းရှားတယ်လို့ပဲနဲတယ်ပေါ့နော်ဟိုတိတ်ပြီးတော့ဟားလိုက်မဖောက်ကြဘူးဒီကားမှာကတားသမီးရဲ့နေရာကခံစားရတဲ့စိတ်ဒဏ်ရာကိုပါဒီကားဒီမျက်ကွယ်ရပြတယ်ရှင်ပြောချင်အဲ့မျက်ကွယ်ရအကုန်လုံးညီပြီးတော့တဘာဝနဲ့တအားနှိစက်တယ်လို့ပြောချင်တာဒီကားတော်တော်ပေါ့နော်ပြောချင်တာသင်ငန်းစာ message တွေတော်တော်ပေးပါတယ်ဟုတ်ကဲ့ဟုတ် ဟုတ်ကဲ့ပါမကြာခင်မှာဇက်ကဇက်သိမ်းမှုအတွက်နီးလာပြီဆိုတဲ့အခါကျတော့အာဆက်ကြည့်နေတဲ့ပိတ်သက်တွေပေါ့နော်အခုကြည့်ရှုနေတဲ့ပိတ်သက်တွေပေါ့ဒီမျက်ကွယ်ရရဲ့ပိတ်သက်တွေအားလုံးလည်းတကယ်ကျေးဇူးတင်ပါတယ်အမကြည့်ရသေးသူဆိုတော့ဒါလေးကိုကြည့်ကြည့်ပါအိမ်အောင်စုမှာဖြစ်တဲ့အခါကျရင်အမျိုးသမီးတွေကဘယ်လိုမျိုးဖြည့်ရှင်းမလဲပေါ့နော်ဟိုးဟိုးတနေ့ရုံးရေးလောက်တာတဲ့ဆိုင်အကောင်းမွန်ဆုံးထားပြီးတော့အကောင်းမွန်ဆုံးနဲ့အမားအနေဆုံးကို့အတွက် တက်တောင်းတာဖြစ်ဆုံးဖြစ်မဲ့နီလန်းကိုတေချာလေးဦးစားပေးရွေးပြီးမှဘာလို့လုတ်တင်နေဆိုတော့ဆုံးဖြတ်ဖို့အတွက်ဒါလေးကအာပေးရလို့ထင်ပါတယ်ရှင်ဟုတ်